ငလင်းကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa အဆောက်အဦကနေဒီကနေ့ဇွန်လ12ရက်နေ့အထိရောအလောင်130ကျော်အထိရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒီကနေ့ဇွန်လ12ရက်နေ့မွန်လွယ်2နာရီခွဲမှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက Sky Villa အဆောက်အဦကိုဖယ်ရှားရှင်းလင်းရေးတွေလှုပ်ဆောင်ရမှာအမျိုးသားရောအလောင်တစ်ခုကိုထပ်မံရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Sky Villa အဆောက်အဦတစ်ခုထဲမှာပဲ ငလေးကြောင့်တိတ်ဆုံးခဲ့သူတွေဟာ130ဦးကျော်အထိရှိလာပြီပဲဖြစ်ပါတယ်။စကိုင်းဘီလာဟာလူနေထိုင်မှုစတင်ရောင်းချချိန်မှာငလေးထန်ကန်အဆောက်အဦတစ်ခုအဖြစ်ကြော်ညာရောင်းချခဲ့တဲ့အဆောက်အဦတစ်ခုပဲဖြစ်ပါတယ်။ငလေးလောက်ခတ်ချိန်မှာအထက်ပေါင်း17ထက်ရှိတဲ့စကိုင်းဘီလာရဲ့အထက်ပေါင်း၄တန်းကဟာရေအတွင်းဂျုံဝင်သွားခဲ့ပြီးမန္တလေးမြို့မှာငလေးအကြောင်းလူသိမှုအများဆုံးအဆောက်အဦတစ်ခုဖြစ်ခဲ့ပါတယ်။ မလ28ရက်နေ့မှာလောက်ခဲ့ခဲ့တဲ့အင်အားကြီးငလျင်ကြောင်းနေပြည်တော်ကောင်စီနေမြေအပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၀ခုမှာလူဦးရေစုစုပေါင်း96000ကျော်ဘေးသင့်ခဲ့ပြီး3939သေဆုံးကပြောင်းဆုံးသူ68ဦးနဲ့ဒဏ်ရာရရှိသူ9104ဦးရှိကြောင်းစစ်ကောင်စီရဲ့မေလ29ရက်နေ့ကထုတ်ပြန်ထားချက်တွေအရသိရပါတယ်ရှင်အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။